ျွန်တော်တို့ငယ်ရွယ်တဲ့အချိန်ပေါ့နော်ဆယ်ကျော်သက်ဘဝအဲ့လိုမျိုးငယ်ရွယ်တဲ့အချိန်ကိုပြန်ပြီးတော့တွေးကြည့်ကြည့်မယ်ဆိုရင်ဟိုကိုလှုပ်ခဲတဲ့အရာတွေထဲမှာကို့အနေနဲ့ပေါ့နော်သင်ခန်းစာတစ်ခုပြန်ပြီးတော့ဟို check ပြန်လုပ်ရမယ်ပေါ့နော်သင်ခန်းစာတစ်ခုခုကိုပြန်ပေးရမယ်ဆိုရင်အဲကျွန်တော်ဘာလို့သင်ခန်းစာရလဲဆိုရင်ကျွန်တော်လှုပ်ခဲတဲ့အရာတွေထဲကပေါ့နော်အကောင်းဆုံးသင်ခန်းစာတော့ကျွန်တော်က မတိချင်းဆိုတဲ့အရာပေါ့နော်မတိချင်းဆိုတဲ့အရာကိုကျွန်တော်ကောင်းကောင်းကြီးသင်ခန်းစာရတယ်အဲ့ဒီမတိချင်းဆိုတဲ့အရာကြောင့်ပဲဟိုဘယ်လိုပြောရမလဲလက်ရှိလုပ်နေတဲ့အရာတွေအရာထင်လာတယ်လက်ရှိလုပ်နေတဲ့နေရာလက်ရှိရှိနေတဲ့နေရာကိုရောက်လာတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်တကယ်လို့ကိုကတိနေမယ်ဆိုရင်အာကျွန်တော်ကတိတ်ပြီးတော့အလုံးမဖြစ်ဘူးအဲ့တော့ငယ်ရွယ်တဲ့အချိန်မှာကျွန်တော်ကမတိချင်းဆိုတဲ့အရာကအရန်ဟို power ဖြစ်တယ်ပေါ့နော်ကိုယ့်ကိုအရှိကိုအများကြီးရောက်စေနိုင်တယ်အဲ့တော့ကျွန်တော်ဆိုရင်စေကျော်တက်အရွယ်ကလေးကပေါ့နော် ကျွန်တော်အဲ့လိုမျိုးအရင်စဉ်းစားတာမျိုးအရင်တွေးတာမျိုးမရှိဘူးကျွန်တော်ကိုယ်တိုင်လည်းဘာမှမသိဘူးပေါ့နော်ဟိုကျွန်တော်ဒါလှုပ်ရှင်တယ်အဲဒါပဲဒါပဲသိဒါလှုပ်ရှင်တယ်ဒါပဲသိအဲအဲ့ဒီနေရာကနေပြီးတော့ကျွန်တော်ထပ်ပြီးတော့ဟိုနောက်ထပ် level တွေပါကျွန်တော်မစဉ်းစားတတ်ဘူးဗျာသီလားဟိုဆိုလိုတာကဥပမာကျွန်တော်အောင်မြင်သွားရင်ဘာဖြစ်မှာလဲဒါကိုလည်းမသိဘူးတကယ်လို့မအောင်မြင်သွားရင်ဘာဖြစ်မှာလဲဒါကိုလည်းကျွန်တော်မသိဘူးအဲ့လိုမသိမသိတာတွေကကျွန်တော်ကများတယ်ဟိုနောက်စနောက်တစ်ခုပြောရမယ်ဆိုရင်ကျွန်တော်စာအုပ်စထုတ်တယ်ဗျာအဲ့စာအုပ်စထုတ်တဲ့အချိန်မှာတော့မှ okay မင်းစာအုပ် ထုတ်လို့အဲ့ဒီစာအုပ်ကပေါက်သွားတယ်တနိုင်ငံလုံးထိမင်းဟွာဖြစ်သွားတယ်ဆိုရင်နောက်ထပ်တစ်ဆင့်ဘာလုပ်မှာလဲအဲ့ဒါကိုလည်းကျွန်တော်မသိဘူးကျွန်တော်သိတာဘာပဲရှိရဲဆိုတော့စာအုပ်ပေါက်တာမပေါက်တာကျွန်တော်အဲ့ဒါကြီးလည်းစိတ်ဝင်စားဘူးကျွန်တော်ဘာပဲသိရဲဆိုတော့အခင်ကစာအုပ်ထုတ်ရှင်တယ်ဒါပဲသိတယ်အဲ့ဒီမှာပဲဟိုကျွန်တော်ရက်ထားတယ်ကျွန်တော်အတွေ့အကြုံအဲ့တော့ကျွန်တော်အဲ့ဒီ level ထိလုံနိုင်သွားတယ်အဲ့ဒီ level လုံနိုင်သွားတော့တကယ်စာအုပ်ထွက်သွားတယ်ထွက်သွားတဲ့အချိန်မှာလည်းအာစာအုပ်ကတကယ်ဟိုအောင်မြင်သွားတယ်ပေါက်သွားတယ်ပေါ့နော်ဟိုလူသိများသွားတယ်အဲ့ဒီအချိန်မှာလည်းကျွန်တော် ဟိုရဲအပေါက်ွားတယ်ပေါ့နောက်တစ်ဆင့်ဘာလောက်အောင်လဲဆိုတာလည်းကျွန်တော်မသိဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့အဲအဲ့လိုမျိုးလှုပ်ရှင်တဲ့ဟာတွေဒီနှလုံးသားကနေပြီးတော့လာတဲ့ဆန္ဒပေါ့နော်အဲ့လှုပ်ရှင်တဲ့ဟာတွေကိုကျွန်တော်ကအများကြီးမစဉ်းစားဖြစ်ဘူး overthinking ဆိုတာကျွန်တော်မှမရှိဘူးဗျအဲ့တော့အဲ့လှုပ်ဖို့ဖြစ်ဖို့လှုပ်ဖို့ဖြစ်ဖို့ဒါပဲရှိရကျွန်တော်မှအဲ့လိုမျိုးဒါကြီးလှုပ်လို့ဖြစ်လာရင် အဲနောက်တစ်ဆင့်ကဘာသွားရမလဲဒါကြီးလုံးလို့မဖြစ်လာခဲ့ရင်နောက်တစ်ဆင့်ကဘာသွားရမလဲဒါကြီးကျွန်တော်မှဘာမှမတွေးဘူးပေါ့နော်တွေးဖို့လည်းအချိန်မရှိဘူးအဲ့လိုမျိုးပဲဗီဒီယိုတွေစရိုက်တုံးကလည်းအခုလိုမျိုးကျွန်တော်ဟို background နေပါတယ်ဆိုတာလည်းမရှိဘူးကျွန်တော်မှဒီလိုမျိုး mic အကောင်းစားဆိုတာလည်းမရှိဘူးအာ laptop ဆိုတာလည်းမရှိဘူးဖုန်းတော့မှကျွန်တော်မှက Redmi Note 8 phone လေးပဲရှိတာအဲ့တော့ကျွန်တော် အဲ့တော့ကလည်းဗီဒီယိုစရိုက်တော့ကလည်းအိုကေငါငါဗီဒီယိုကတကယ်လို့မပေါက်သွားရင်ရောဘာဖြစ်မလဲငါဗီဒီယိုရဲ့ quality ရဆုပ်ပြတ်တဲ့နေရောဘာဖြစ်မလဲဒါကြီးလည်းငါမတွေးဖြစ်ဘူးဒါကြီးလည်းကျွန်တော်မသိဘူးပေါ့နော်ငါလှုပ်ရှင်တာဘာလဲရှိရဆိုအိုကေငါဒါကိုပြောရှင်တယ်ငါဒါကိုရိုက်ရှင်တယ်ငါ background ရဆုပ်ပြတ်တဲ့နေရာတော့ဘာကိုကျွန်တော်မတွေးဖြစ်ဘူးအဲ့တော့လှုပ်ဖြစ်သွားတာပဲသိရမလား ဲ့တော့လူငယ်တွေကိုကျွန်တော်ကတော့ဗာအကြံပေးချင်တယ်ဆိုရင်ဘဝမှာတခခုအဲ့လိုမျိုးလှုပ်ရှင်နေဆိုရင်တိတ်ပြီးတော့အရင်ကြီးမစဉ်းစားပါနဲ့ပေါ့နော်အရင်ကြီး overthink မဖြစ်ပါနဲ့အဲ့လို overthink ဖြစ်သွားတယ်အရင်ကြီးစဉ်းစားလွန်သွားတယ်ဆိုရင်ကျွန်တော်ကတကယ်အလုံးမဖြစ်တော့ပါဘူးတကယ်လည်းဟိုဒီယာကြီးကိုမလုပ်ဖြစ်တာပုံများသွားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကတိနေတာလေအဲဒါဖြစ်သွားရင်ငါ့ကိုလူတွေဆဲလိုက်မယ်ဒါရိုက်လိုက်ရင်ဒါတင်လိုက်ရင်အာငါဘာဖြစ်လိမ့်မယ်အဲ့လိုမျိုးတိနေတဲ့အခါကျတော့ဒါကို လှုပ်ဖို့အတွက်ကိုကော energy မပါတော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်။ဒါကြောင့်မလို့ကျွန်တော်ကဘာပြောချင်လဲဆိုရင် okay အာမင်းမ idea တစ်ခုရှိတယ်လှုပ်ရှင်တဲ့ဆန္ဒတစ်ခုရှိတယ်ဆိုရင်စလှုပ်ပါအာတိတ်ပြီးတော့အရင်ကြီးမတွေးပါနဲ့ဆိုတာလေးကိုကျွန်တော်ကျွန်တော်ရဲ့ဟိုဘယ်လိုပြောရမလဲလှုပ်ခဲ့တဲ့ experience တွေကသင်္ကန်းစာတစ်ခုကိုကျွန်တော်ပြန်ပြီးတော့တွေးရင်းနဲ့ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပြပြပေးရဖြစ်ပါတယ်အာကျေးဇူးများပဲတင်ပါတယ်နောက်နေ့ဗီဒီယိုလေးမှာကျွန်တော်ပြန်တွေ့ပါမယ် ကျွန်တော်လည်းနောက်ထပ်ဗီဒီယိုတွေပုံမှန်ရိုက်နိုင်ဖို့အရင်တော့ပါဗောနော်အရင်တော့လိုမျိုးကျွန်တော်ပုံမှန်ဟိုလုံနိုင်မှုအတွက်ကြိုးစားနေပါတယ်လို့โอเคဒါပဲ